အလုံးမဲမင်္ဂလာပါပုံညာကလျာဏီပါဒေါက်တာဖြူဖြူတွင်လို့လဲခေါ်ပါရယ်เนาะဆ iamma ကပုံမှန်ဆိုလို့ရှိရင်တင်းကြံဆိုရင်ဘာတွေကုတို့ကောက်မှုတွေလှုပ်တင်တယ်လဲဆိုတဲ့ဟာမျိုးတွေအများန် posting ပေးတယ်ပေါ့เนาะအတိတ်ထန်လေးတွေလည်းတင်ပေးလေးရှိတယ်ဒီနှစ်မှာကျတော့အဲ့လိုမျိုးမတင်ပေးတော့ဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီတိုင်း ပုံမှန်ပတိစိတ်တာရွတ်တာဖတ်တာအဲ့ဒါတွေထက်ကိုပို့ပြီးတော့ဘောနော်လောကုတ္တရာဆန်ဆန်ကို သွားစီခြင်းတဲ့အတွက်ကြောင့်ပါအဲ့တော့လောကီအကျိုးစီးပွားတွေဆိုတာတော့အသက်ရှင်နေတဲ့များကာလပတ်လုံးတော့လူတယောက်ရဲ့နေထိုင်စားသောက်ဖို့အတွက်တော့လောက်ကိုလောရတယ်ဗောလေဒါပေမဲ့ဒီကာလတွေမှာလဲဘေးဒုက္ခတွေကအရင်များလာတဲ့အခါကျတော့လူတွေကဟိုတိတ်ပြီးတော့အဆိုးမရဘူးဗောနော်အဲ့တော့ကိုယ့်ရဲ့ဒီတန်တရာအတွက် နောက်ဟိုဟာအတော့ပေါ့လေတေချာပါနိုင်တဲ့ဟာမျိုးကိုပဲဦးစားပေးပြီးတော့လှုပ်စီခြင်းတဲ့အတွက်ကြောင့်မလို့ဆရာမကဒီတင်းကြံကာလမှာတော့အားလုံးကိုတရားအားထုတ်စီခြင်းပါတယ်တက်နိုင်တလောက်ပေါ့နော်ရိတ်တာတွေပါတယ်တရားစခန်းနေမသွားဖြစ်ဘူးဆိုလဲအိမ်မှာလုပ်ပါအိမ်မှာကိုလည်းကိုကြီးညိုတဲ့ကိုနားလဲလွယ်တဲ့ ကိုအတွက်အဆင်ပြေတဲ့ဆရာတော်ကြီးတွေရဲ့နီးကိုယူပြီးတော့အားထုတ်စေခြင်းပါလေ။တနေ့10မိနစ်ရရင်လည်း10မိနစ်ပေါ့နော်။တနင်္လာရရင်လည်းတနင်္လာကိုအဆင်ပြေတဲ့လောက်လေးကြိုးစားအားထုတ်စေခြင်းပါတယ်။ အဲ့ဒီအခါမှာကုသိုလ်ရတဲ့ဆိုတဲ့အနေအထားတစ်ခုကိုအာထုတ်တာမျိုးမဟုတ်ပဲနဲ့ဒါဒီတေချာပေါက်နိဗ္ဗာန်ရဲ့အထောက်အပံ့နိဗ္ဗာန်ကိုတွားနေတဲ့လမ်းကြောင်းဆိုပြီးတော့ယုံကြည်ပြီးတော့အာထုတ်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တရားအာထုတ်တဲ့နေရာမှာရည်ရွယ်ချက်အမျိုးမျိုးရှိကြတယ်။တချို့လည်းကျမ်းမာရေးကောင်းဖို့ဆိုပြီးရည်ရွယ်ချက်နဲ့အာထုတ်တဲ့သူတွေရှိတယ်။အဲတချို့ကြတော့လည်း ဟိုတခုခုပေါ့လေမျိုးစုံပေါ့လေဒါပေမဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ဒီနိဗ္ဗာန်ကိုတွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အားထုတ်မှပဲစိတ်ရဲ့ဒီဥတီတဲ့ဥတီချက်မှန်မှပဲကိုတွားတဲ့ကိုလုတ်တဲ့အလုတ်ကအဆင်ပြေမှာပါမြန်မြန်ခရီးပေါက်မှာပေါ့နော်အဲ့တော့ဟိုချမ်းသာဒီဖြစ်စေဆင်းရဲဒီဖြစ်စေကြမ်းမာဒီဖြစ်စေမကြမ်းမာဒီဖြစ်စေပေါ့နော်အာကိုကဒီကိုယ့်ရဲ့ဒီ အချိန်ရတဲ့ကာလလေးတစ်ခုမှာပေါ့နော်တကြံကာလဆိုတာကယုံနေပိတ်မဲအဲကြောင်းနေပိတ်မဲနောက်ပွားလို့ရှိရင်တော်တော်များများအလုပ်တွေပိတ်တဲ့အခါကျတော့အဲတကယ်ကိုအတွက်ကိုနောက်ပါမဲဟာပေါ့လေအဲ့ဒါမျိုးရစီခြင်းနဲ့ဖြစ်စီခြင်းပါတယ်အဲ့တော့အဲတတ်နိုင်တဲ့လောက်လေးပေါ့လေကိုဘက်ကနေပြီးတော့ပါရမီယူသွားကြပါအဲဒီဘဝမှာ အစစ်မပြေခဲ့ရင်လည်းနောင်ဘဝမှာဒါမျိုးစိဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားအားထုတ်စီခြင်းပါတယ်အဲ့ဒါလေးကိုတိုက်တွန်းတာပါနော်အားလုံးပဲအာတကယ်ကိုပေါ့နော်တရားသိနိုင်တဲ့သူတွေမြင်နိုင်တဲ့သူတွေဖြစ်ကြပါစီလို့ဆန္ဒပြုရင်းညီကုန်ချောအပ်ပါတယ်နော်